အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတက်ဖြစ်ပါတယ်ဗျာဒီနေ့မှာတော့စတင်မာလဆန္ဒလာပိုင်းမှာစတင်သားသမီးများအတွက်ကံကြမ္မာကြိုးကြောက်ဆုကောင်းလေးများပြီးမှာဖြစ်ပါတယ်အဲ့တော့စတင်သားသမီးများအတွက်ကျွန်တော်ဟောတလားသာဟောစရာလေးများပြီးမှာဖြစ်ပါတယ်ဗျာအရင်နေ့တွေရောကျွန်တော်တနင်္ဂနွေဒီနေ့နာအင်္ဂါဘုဒ္ဓဟူကြတယ်မြေတောက်ကြဆိုင်ဘင်းနေနဲ့အားလုံးများပြီးခဲ့ပါပြီဒီနေ့မှာတော့ကျွန်တော်စတင်သားသမီးများအတွက်ကြားလို့လာပါပြီဗျာဒါကြောင့်မို့စတင်သားသမီးပါလို့ရှင်အဲ့ဒီဗီဒီယိုကိုအစအဆုံးကြည့်ပြီးပါနောက်ဆုံးမှာမိတ်ဆွေများအတွက်ထိပေါက်ပြီးအလူတန်းလေးလုံနိုင်မဲ့ရည်ရည်လေးကျွန်တော်မြောက်ပေးထားပါတယ် ပြီးလို့ရှိရင်ကျွန်တော်မဲဆွေစနေသားသမီးတွေဘယ်မြို့နယ်ဘယ်နေရာဘယ်နိုင်ငံနဲ့ကြီးနေဆိုတာလေးမှာခွန်မလေးမှာရေးပြပါဦးမြကျွန်တော်တို့ရင်းနှီးမှုလေးရတော့လို့ပေါ့နော်။အဲ့စနေသားသမီးတွေဒီဒီလဒီလပိုင်းမှာဟောပြောရတာအရင်ကစိတ်ချမ်းသာစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အရင်လတွေတုန်းကစနေသားသမီးတွေစနေစနေသားသမီးတွေကအချစ်ရလူမှုရငွေကြေးအလုပ်တွေမှာအားလုံးပဲအားလုံးပဲကန့်နေနှိမ့်ခဲ့တယ်။အဲလွယ်လွယ်ချွတ်ချွတ်လေးဖြစ်ခဲ့တယ်။အဲ့တော့ပြောမလို့ဆိုရင်ညံ့ညံ့နေတယ်ပေါ့အဲ့တော့အခုလောက်တည်းမှာပြန်လည်ပြီးကောင်းမွန်လို့လာပါပြီ ရွှေကြီးဆောင်တဲ့လကိုပြောင်းရောင်းဘူးလို့ပြောလို့ရပါတယ်။ဒါကြောင့်စနေသားသမီးပါလို့ရှိရင်ဝမ်းသာလိုက်ပါတော့ဗျာနော်။ဟုတ်ပြီ။ဒါဆိုကျွန်တော်ဒီမှာကောင်းလန့်နေနေရှိသေးတို့နင်းတယ်လေးနေနေရှိပါတယ်။အဲ့တော့ကျွန်တော်ကောင်းတဲ့လေးတွေကိုဖြစ်စေချင်တော့ကောင်းတဲ့လေးကိုရင်မြပေးမယ်နော်။အဲ့တော့စနေသားသမီးတွေဒီဒီစနေပိုင်းမှာကျွန်တော်တို့ဟိုအရင်လကညက်ကညက်ပြန်ပြီးကံမြင့်ကံတက်လာတဲ့ကာလလို့ပြောလို့ရပါတယ်။ပြန်လင်းပြီးကံနေကောင်းလန့်ပြီးဘာလီကောင်းလန့်လဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးကံနေအရန်ကောင်းလာပြီးအလုံးတွက်တော့ ငွေကြေးအတွက်ကောစီးပွားရေးအရန်ကိုကံမြင့်ကံတက်တဲ့ကာလဖြစ်ပါတယ်။ဘာပဲလုပ်လို့အဆင်ပြေမယ်ဘယ်လုပ်ငန်းလုပ်လို့အဆင်ပြေမယ်အလုပ်မရရှိတဲ့မိစ္ဆာဆိုရင်အလုပ်ရရှိမယ်အလုပ်လေးရရှိမယ်အဲ့တော့ကျွန်တော်တို့တွေငွေတွေကလည်းမမျောလင့်ထားတဲ့ငွေလေးအမြောက်အများကိုဝင်လိမ့်မယ်မမျောလင့်တဲ့ငွေလေးဆိုတော့ကျွန်တော်တို့အမွေရတာတို့အဲထီပေါက်တာတို့ကောက်ရတာလို့စပယ်တစ်ခုကျုံလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ငွေတွေရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်းနှီးတာလေးတစ်ခုလုပ်ထားမယ် ပြီးအကျိုးရှိတာတခုဝယ်ဝယ်ထားမယ်နော်အဲ့လိုမျိုးလေးလုပ်ပေးမှာအဲ့တော့အယောင်းဝင်နဲ့ပတ်သက်ပြီးတော့လည်းအယောင်းဝင်နေရန်ကောင်းတယ်ရောင်းမလားဝယ်မလားအဲ့တော့စီဝိုင်းတူမူရေးအားလုံးစားရကောက်မွန်လက်ကလာဖြစ်နေပါတယ်မထင်မဲ့ပဲနဲ့ငွေတွေအစုလိုက်အပြုံလိုက်ဝင်ငိမ့်နေရှိတယ်နော်ဒါကြောင့်မလို့ထီပိုင်ထုတ်ပေးထီပိုင်ကန်ဆန်းပေးပါဗျနော်တော့ဒီလောက်တည်းမှာအပြောင်းရွှေ့လေးကြုံနေမယ်အဲကျွန်တော်ဌာနပြောင်းတော့အလုပ်ပြောင်းတော့နေရာပြောင်းတော့ယာတို့တိုးတာလို့လစတိုးတာတော့သို့မဟုတ် နိုင်ငံခြားခီးတွေသွားမိတ်ဆွေညီငယ်လေးရှိလားရှင်လောက်ပါကောင်းပါလေဒီလောက်တွင်မှသွားပါလိမ့်မယ်ဗျာနော်တော့ခီးဝေးတွေသွားမယ်ခီးတို့တွေခီးနီးတွေသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလောက်ဒီလောက်တွင်မှာလူငယ်တွေနဲ့ကျွန်တော်တို့မင်္ဂလာကိစ္စဆွေးနွေးရတာလေးတိုင်ပြန်တာလေးအခြေကိစ္စဆွေးမတိုင်ပြန်တာလေးအိမ်တော်ကြခင်နေရှိပါတယ်ဗျာနော်အိမ်တော်ကြခင်နေရှိပါတယ်ဒါကြောင့်မလို့အိမ်တော်ကြခင်နေရှိတယ်အဲကျွန်တော်တို့တွေစုပ်လဲဝင်လက်လဲဝင်တဲ့ကာလလို့ပြောလို့ရပါတယ်ဗျာနော် အဲ့တော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကျွန်တော်တို့ဒီလောက်တွေမှာ legacy PC လေးဝင်မယ်။ဟိုမှာဖုန်းတို့အဲကင်မရာတို့ကွန်ပျူတာတို့စသဖြင့်တော့စတဲ့ legacy PC လေးလေးဝင်ငင်းနေရှိတယ်။ကောင်းပါတယ်။အဲကျွန်တော်တို့ဆက်တူ share လေးတငယ်ချင်းတွေပေါင်းဖွဲ့ပြီးတော့အလုပ်လုပ်တာလေးအစု share လုပ်တာလေးကောင်းပါတယ်ဗျာနော်။ဆက်တူ share တွေအတွက်ကောင်းတယ်။အဲ့တော့ဒီလောက်တွေမှာအဲ့ရလေးပြောင်းပေး။အဲ့တော့ကျွန်တော်တို့ကဌာနမပြောင်းလို့ရှိရင်တော့အဲ့ရလေးနည်းနည်းလေးဇတိလေးပေါ့နော်။ဒီညနဲ့ဒီညလေးရှုပ်လိုက်တာမျိုး ဒီဘောနဲ့အောက်လေးရှုလိုက်တာမျိုးအဲ့လိုအဲ့ရလေးတွေပြောင်းပေးမယ်နော်အဲ့ရလေးတွေပြောင်းပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလောက်တည်းမှာမိသားစုတွေအားလုံးစေလုံးချစ်ခင်နဲ့ပြင်လဲဖြစ်သွားပါပြီအရင်လတော့ကစနစ်သားသမီးတွေကရန်နေများတိုက်ခိုက်တယ်များပြီးမိသားစုတွေရှံဖြစ်စကားများတို့မိကျုံးနေတယ်ပြောဒီလောက်တည်းမှာတော့ပြင်လဲစေလုံးမှုတွေရရှိသွားပါပြီပေါ့နော်အဲ့တော့အခြေအနေအခြေအနေပတ်သက်ပြီးတော့ဖူးစာရှင်အစ်စ်နဲ့တွေ့မဲ့ကာလမျိုးဖြစ်နေတယ်ဖူးစာရှင်အစ်စ်နဲ့တွေ့မယ်ဆိုတော့ကိုယ့်ရဲ့လက်ရှိတွဲနေတဲ့ဂျီစာတို့မဟုတ်အဲဂျီစာက ဖူးစာရှင်အစ်စ်မဟုတ်သလိုရှင်သူနဲ့စကားများရံဖြတ်မျိုးကွဲကွာမျိုးလေးဖြစ်တတ်တယ်။အဲကိုနဲ့တူတူဖူးဖူးစာရှင်အစ်စ်ကိုပြန်လည်ပြီးတော့တွေ့နိုင်တယ်။အဲတရားတရားတရားလေးပေါ့နော်။အဲဒီလိုကိုယ့်ရဲ့ဖူးစာရှင်ကအရင်နဲ့တွဲလူပဲဖြစ်လို့ရှင်တော့အဲတော့မင်္ဂလာကိစ္စတွေလက်ရှိကျွန်တော်ရေအဲနှစ်ဖက်တော့မိပါတယ်။တမင်ဆွေးနေရတဲ့မျိုးကာလာမျိုးလေးကြောင်းနေပါတယ်ဗျာနော်။အဲ့တော့ကျွန်တော်တို့ဒီတောက်တက်မှာစဉ်းစားမိတယ်စုပ်ကောစံကောလက်ကောစံနှစ်ပွင့်နဲ့ကာလာဖြစ်နေလို့မလို့ကျွန်တော်တို့ တတရလူတွေပေါ်ပေါ်လာနိုင်ပါတယ်အခြေအိမ်တော်ကြီးမှာတတရလူတွေပေါ်နိုင်တယ်စကားများရန်ဖြန့်တော်တွေနည်းနည်းကျုံနေပါတယ်ဗျဒါတော့ကိုကိုတက်နေတယောက်တက်စားရှိနေချစ်သွားရင် AC ပါပဲဗျအဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေဆရာကောင်းသမားကောင်းတွေတွေ့မယ်အဲ့တော့ဆံဝဲဖြစ်တာလေမိတ်ဆွေတွေအင်တာဗျူးတွေအောင်မယ်ဆံဝဲလေးအောင်မယ်ဒါဆိုမျိုးတော့ပညာရေးနဲ့ပတ်သက်ပြီးအထူးကောက်မှုလည်းကာလာဖြစ်ပါတယ်ဗျအဲ့တော့ TG ထိုးပေးပါ TG ပေါက်ကင်းနေရှိပါတယ်ဗျ ချီကန်ဆန်းခြင်းနဲ့ဆိုရင်တော့3ခန်းတော့6ခန်းတော့7ခန်းတော့8ခန်းလေးကကျွန်တော်တို့အကျိုးပေးမဲ့ခန်းလေးဖြစ်ပါတယ်ဒီလောက်တွင်းမှာရွှေလဲငွေမဲ့ငွေလဲဝင်မဲ့ညေလဲဝင်မဲ့လက်စီပစ္စည်းလဲဝင်မဲ့တမူကြီးတဲ့ပစ္စည်းလဲဝင်ငင်းတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေဒီလောက်တွင်းမှာဘာသာရေးလေးနဲ့ပို့ပို့လုပ်ပေးပါဟုတ်ဘီဒင်းစားတော့ပြောလိုက်ပြီးငါတို့တော့ကန်ကောင်းနေတယ်ကြောက်အောင်ဆိုပြီးခွာအိတ်နေတော့မရဘူးပေါ့ဗျာနော်ကျွန်တော်တို့ကဒီကောင်းတဲ့ကောင်းတော့အောင်လို့ကျွန်တော်တို့ကဘာသာရေးလဲပို့လုပ်ပေးမယ် ာသာရေးလည်းတုတ်လုပ်ပေးရမှာဖြစ်ပါတယ်။ဒါကတော့တော်တော်လေးကောင်းတဲ့ချက်လေးပဲဖြစ်ပါတယ်။နော်တော်တော်လေးကိုကောင်းပါတယ်။ငွေကြေးတွေလည်းကောင်းတယ်။အလုပ်ကိုင်းလည်းကောင်းတယ်ဗျာ။စီဝိုင်းလည်းကောင်းတယ်။တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရမယ်။အဲဒီဘက်မှာလည်းကျွန်တော်ညံ့တဲ့ချက်လေးတွေကျွန်တော်နည်းနည်းပြောပြပေးပါမယ်။အဲ့တော့ညံ့တဲ့ချက်လေးကတော့ဖတ်လွဲပါချပါစို့ဗျာ။ကျွန်တော်တို့တွေသတိထားလို့ရအောင်မျှဝေပေးခြင်းသာဖြစ်ပါတယ်ဗျာ။အဲ့တော့ကျွန်တော်ရင်ဒီလအတွင်းမှာအစားအသောက်တွေရှောင်ပေးမယ်အစားအသောက်တွေရှောင်ပေးမယ်ဆိုတော့အဓိက အမဲသားတွေကလီစာတွေရှောင်းနိုင်ကောင်းတယ်။အဲဒီလောက်တည်းမှာအစာအစာတောက်နဲ့ပတ်ပတ်ဆက်ပတ်သက်ပြီးတော့အစာမားတာလေးဆေးမားတာလေးအဲ့လိုမျိုးကြုံတတ်တယ်နော်။အဲ့လိုကြုံတတ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မနာလိုတဲ့လူတွေတိုက်ခိုက်လိုက်လူတွေပေါ်လို့ဖြစ်ပါတယ်။ဒီလောက်တည်းမှာမကောင်းတဲ့ပညာရှင်များနဲ့အဲ့ဒါလိုပြုလုပ်ဖန်ဆောင်ခြင်းနဲ့ခံတတ်တယ်။ဒါကြောင့်မို့လက်ဖက်တော့ဒီပိုင်းစားရင်သတိထားမယ်။အဲ့တော့ကျွန်တော်တွေသူများဘာကြွေးကြွေးမစားဘူးကနည်းနည်းသတိထားမယ်နော်။အဲ့တော့သူများပေးတဲ့လက်ဆောင်လေးစားမယ်ဆိုလို့ရှိရင်သတိထားပြီးမှစားပါ။ သူသပိမဆလီကောင်းနေမှာပဲဗျာနော်မဆလီကောင်းနေမှာပဲအဲ့တော့ဒီအစားတောက်နဲ့ပတ်ပတ်သက်ပြီးတော့ကျွန်တော်တို့မကောင်းတဲ့ပြင်နာမြင့်လောက်ထားတာလေးခံရတတ်တယ်နော်မကောင်းတဲ့အောက်လန်းနေမကောင်းတဲ့ပြင်နဲ့တက်ခဲနောက်ချက်တွေနဲ့ဒီလောက်တွေမှာခံရတတ်ပါတယ်ဒါကြောင့်မကြည့်ဆက်ပေးပါဘာသာတွေကပို့လို့ပေးပါဗျာနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကံနဲ့မြင့်လာပြီးကံနဲ့တက်လာပြီးအားလုံးနဲ့တာလုံသွားပြီးဆိုတော့မနာလိုသူတွေတက်ခဲလူတွေပေါ်လာပါလိမ့်မယ်အဲ့တော့ပြီးရင်ဂျားသုံးဂျားမဝင်ပါနဲ့အဲ့တော့ကျွန်တော်တို့သူများဂျားတွေပါဟဲ့ ရှာရှည်ပြီးတော့တော့မဝင်နဲ့ဒီမဲ့ကိစ္စတွေရှာရှည်ပြီးတော့မပြန့်ပြင်းပြင်းနဲ့တော့ပြီးတော့မကူညီနဲ့ပေါ့နော်အကောကူနေအဲ့တော့ဘာကြောင့်လဲဆိုတော့ဒီမဲ့တော့ပြီးတော့ကူညီပြလိုက်တယ်နဲ့အဲ့ဒီကူညီပြလိုက်ကိုပြပြတာလေကိုစီရောက်လာတတ်ပါတယ်အဲ့တော့ငွေငွေကြေးလက်တူပဲဘာဖြစ်ဖြစ်ပြလို့ငွေငွေကြေးရောလူမှုရေးရောဒီမဲ့ကိစ္စကိုတော့ပြီးကူညီပြလိုက်တယ်နဲ့အဲ့ကိစ္စကိုစီလာပြီးတော့ပြန်တော်လေးလာပြီးပြန်ရောက်လာတတ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီရက်တွေမှာလူစုလူဝေးလေးရှောက်လာကောင်းပါတယ်ဗျာလူစုလူဝေးလေးပွဲပွဲလမ်းသဖြင့်လေးရှောက်မှာ ဲ့တော့လူလူစုလူဝေးတွေအဖွဲလိုက်သွားပြီးတော့ကျွန်တော်တို့တွေအပျော်ပါသွားတာလေးရှောင်းမှဗျာနော်ဒါမျိုးလေးရှောင်းမယ်လူမှုရေးနဲ့ပတ်သက်ပြီးတော့အထင်လွဲတယ်ကိုယ်ဘလောက်ကောက်ကောက်ကိုယ်အထင်လွဲတယ်ကိုယ်မကောင်းမြင်တယ်အမျိုးလေးခန်းကြုံရတတ်ပါတယ်ဒါကြောင့်မို့ငွေနဲ့ပတ်သက်ပြီးတော့ငွေချေတာငွေယူတာလူယုံလူယုံထားတာလူယုံပေးတာအာမခန္ဓာလေးဒီလိုက်ကုဒမှာဘာမှမလုပ်ပါနဲ့ပေါ့နော်မလုပ်ပါနဲ့အဲ့တော့ဒီလောက်အတွင်းမှာကျွန်တော်တို့ကဒီခုနပြောတဲ့လူမှုရေးနဲ့ပတ်သက်ပြီးတော့နားနားလည်မှုတွေလွယ်တတ်တယ် ကိုဘလောက်ကောကိုအကောင်းမမြင်တော့ဖြစ်တတ်တယ်နော်အဲ့တော့ကျွန်တော်တေချာလေးပြတ်မှတ်ပါရယ်နော်အစာတောက်သတိထားမယ်နော်အစာတောက်နေထိုင်သတိထားမယ်၎င်းတဲ့ပညာဉာဏ်နဲ့တိုက်ခိုက်ခြင်းခံနိုင်ပါတယ်ဒါလေးယူဆိုင်ပြီးမယ်လူယုံထားလို့မရပါဘူးဒီလတွေ့မှာကျွန်တော်တို့ကကံတဲ့အားလုံးကောင်းလာတော့ကျွန်တော်တို့ဘလို့ပြောမယ်ဗာကျွန်တော်တို့ကကကဖာရဖာလိုပြီးစားမဲ့တောက်မဲ့လူပဲပုံနေတတ်ပါတယ်တကယ်ရေးကြုံတဲ့ခါသူတို့ကအဝေးကိုထွက်ပြေးသွားတတ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နာမှာအလေးညာတွေရှိနေတတ်ပါတယ်ပေါ့နော် ါလေးရကောကိုသတိထားဆင်ခြင်ပြီးတော့ရှောင်ပြက်မှာပေါ့ဗျာနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီလဒီလအတွင်းမှာဒီကံကောင်းလက်ကောင်းမှုအတွက်အဲတော့ငွေတွေအလုံးရင်းတေချာဖို့ရလာဖို့အတွက်အဲတော့ကျွန်တော်တို့ကအလူတန်းတွေလုံနိုင်ဖို့အတွက်ကျွန်တော်တို့အထူးလို့မဲ့ရတာလေးတွေကိုကျွန်တော်မြောက်ပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်မိတ်ဆွေများဒီဟာလေးကိုတေတေချာဖို့လုပ်ကြည့်ပါအကျိုးထူပါလိမ့်မယ်ဗျာအဲ့တော့ကျွန်တော်ကဒီဒီလအတွင်းမှာတည်းဘာဘာကိုရွတ်မယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဟောကျွန်တော်အရင်အရင်မြင်တဲ့တိပေးတဲ့ဖြစ်တဲ့ တော့တရားမင်းပေးတဲ့ဝေဒတာဥခါရာကိုတရားမင်းတက်ဆောက်ခါရာကိုဒီလတွင်မှာမနက်တိုင်းညတိုင်းမနက်မနက်အယံနုံတိုင်းညကျွန်တော်လေးအယံဝင်တိုင်းခုနှစ်ခေါက်ခုနှစ်ခေါက်စီရုပ်ပြမှာဖြစ်ပါတယ်ဝိရဒာကုကုဒါဒါဝေဒါဒတဒတယဒါတဒါဒီကုကုရိဒါဒါကုဒါကုကုပုကုဒါကုဝိရဒာကုကုဒါဒါဝေဒါဒတဒတယဒါတဒါဒီကုကုရိဒါဒါကုဒါကုပုပုကုဒါကုဆိုပြီးမြေရှင်များကတော့ခုနှစ်ခေါက်ပြည့်အောင်ရွတ်လိုက်ပါဗျာ ကျွန်တော်အရင်ဗီဒီယိုမှာတော့ခဏခဏမြောက်ပေးခဲ့ပါတယ်အနက်ဒီပဲလေးလည်းမြောက်ပေးခဲ့ပါတယ်ဗျအလုံးရပိတာတိပိတာလို့ထင်ပါတယ်တရားမင်းပေးတဲ့ဝေဝိဒါတကုကောတရားမင်းသက်ဆောက်ခါရာကောဝိဒါတကုဓမ္မံခါရာကိုလည်းမိတ်ဆွေများကမနက်ခုနှစ်ခေါင်ညခုနှစ်ခေါင်ရုပ်ပတ်ပေါင်းများပေးပါဒီလောက်တွေမှာကြုံကြုံလို့ငှက်ကလေးလေးလွတ်မယ်ငှက်ကလေးလွတ်မယ်ငါးလေးလွတ်မယ် တော့ကျွန်တော်တို့အိမ်အိမ်ဖျန်းမှာလည်းပေါက်စီတို့ပေါက်ပေါက်တို့အဲ့လားလေးမကြခဏလူတန်းပေးမယ်နော်ပေါက်စီတို့ပေါက်ပေါက်တို့ကိုမကြခဏလူတန်းပေးမယ်ပြီးရင်ကော့ကိုစုံပြီးပြန်စားလို့ရတယ်အဲ့တော့ဒီလောက်တည်းမှာတဲ့အင်ဂျီဟောင်းလေးတွေခုလိုအင်ဂျီဟောင်းလေးတွေရှော့ဖို့ပြီးရောမရှိမှမသူတွေကိုပေးမယ်အဲ့လိုမျိုးလေးတွေပေးမယ်ပေါ့နော်ဟိုအင်ဂျီဟောင်းလေးလေးကျွန်တော်လုံကြီးဟောင်းလေးလေးရှော့ဖို့ပြီးရောမရှိမှမသူတောင်းတောင်းနေတွေကိုပေးမယ်အဲ့တော့ကျွန်တော်တက်နိုင်လို့ရှိရင်နော်ယဟန် ညောရဟန်းသံဃာတိလက်ရှင်ဆရာဆရာလေးလေးကိုကျွန်တော်ဟိုသင်ခန်းတွေပါလူလာမျိုးတွေလည်းလုပ်ပေးနိုင်ပါတယ်အဲ့တော့ဒီလောက်တည်းမှာကျွန်တော်တွေချီးတို့ဖနတ်တို့နိုင်တို့ဒီဖနတ်နိုင်တွေအဟောင်းတွေအပြက်တွေရှိရင်လွန်ပြပါအိမ်မှာမထားကောင်းတဲ့ကာလဖြစ်ပါတယ်ချီးတွေဖနတ်တွေနိုင်တွေအဲစပစ်ပြီးတော့စနစ်နဲ့နဲ့ပတ်သက်ပြီးတော့အဆုတ်အဟောင်းအပြက်တွေကိုလွန်ပြလို့ရဟိုင်လွန်ပြပြင်လို့ရတဲ့ဟိုင်ပြန်ပြင်ပါเนาะအဲ့လိုမျိုးတွေလုပ်ပေးမယ်ကျွန်တော်တို့ရဲ့အိမ်ဖျားမှာ လိမ္မော်ရေတို့ကျွန်တော်လိမ္မော်သီးတို့ တံမြာသီးလို့တပတ်ကိုတစ်ခါမြင်းနဲ့ကပ်ပေးပါလိမ္မော်ရေလိမ္မော်သီးပြီးတော့တံမြာသီးပုံတော့တပတ်တစ်ခါမြင်းနဲ့ကပ်ပါအထူးသဖြင့်တံမြာသီးကိုထိုးကပ်ပေးပါတံမြာသီးကိုဘလောက်ကပ်မလဲကိုလုံးလောက်ကပ်ပေးမှာတံမြာသီးကိုဖျားမှာကိုလုံးကိုလုံးလောက်ကပ်ပေးမယ်ကိုလုံးကပ်ပြီးပြီးတော့ကျွန်တော်တို့တွေဒီဟာကိုကျွန်တော်တို့ကိုယ့်ရဲ့တိတိကတ်ထားမယ်ကပ်ပြီးတော့ကျွန်တော်စွန့်လိုက်မယ်ဆုံဆုံပြီးတော့ကျွန်တော်တွေတက်လုံးကိုတော့ကျွန်တော်တို့ရဲ့အိမ်ပါဝါတွေမှာအသားလေးတင်ထားမယ်ဖဲတလုံးညာတလုံးတင်မယ်ကျန်တဲ့အလုံးတွေကိုတော့ကျွန်တော်တို့က ကျွန်တော်တို့တက်တလုံးဆောင်းတယ်မကျန်တဲ့လုံးတွေရောရည်တဲ့ကိုမျောပြတ်မဖြစ်ပါနဲ့ဗျာနော်။ဒါမျိုးတွေတွေလည်းကျွန်တော်တပတ်ကိုတက်ခါလုပ်ပေးနေပါတယ်။တက်မြန်သည်အထုလုပ်ပေးမယ်နော်။အဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဒီဒီလတွေမှာကျွန်တော်တွေကန်ကောင်းကန်ထူပြီးတော့ကျွန်တော်တွေဒီခိုးစားလို့ငှက်စားလို့ငားစားလို့မကြမကြကျွေးပေးပါဗျာနော်။ခွေးစားကြောင်စားလေးလည်းကျွေးပေးပါ။ဒါဆိုရင်ကျွန်တော်ကံနေရထိဆုံးကိုရောက်ပြီးတော့ပြန်လည်ကောင်းမလာမှာဖြစ်ပါတယ်အစားအသောက်သတိထူးသတိပြုပါအမေသားကလေးစားရှောင်းနိုင်ပိုကောင်းပါတယ်ဗျ ကဲဒါလေးကိုမိတ်ဆွေများကိုကျွန်တော်ရဲ့ဒါဟောဟောဆရာနေကိုအပြည့်စုံလေးညပေးလိုက်ပါတယ်ဗျကဲကျွန်တော်မိတ်ဆွေတွေစနေသားသမီးတွေအားလုံးလဲဝင်းဝင်းကန်ထုကန်ကန်မြင့်ပြီးတော့အဲတင်းနေစုတွေပေါက်ကြပါစေငိုကြအလုံးဝင်းသိကြည်ရခြင်းဝင်ကြပါစေအလူတန်းတွေလုံနိုင်ကြပါစေတာတန်တိုင်းပြုနိုင်ကြပါစေဗျာအစဉ်ပြေတဲ့ live screen နေပြီးအားပေးကြပါဦးဗျာမိတ်ဆွေများဘယ်မြို့နယ်ကြည့်နေလဲဆိုတော့ comment လေးမှာရေးပေးပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ